အပြုံးနေနဲ့စခဲ့ပြီးတော့မှအမုန်းနေနဲ့ဘာကြောင့်မလို့အဆုံးသက်ရတာလဲသူတို့ fortune ကြာနေရဲ့သူတည်တနာတွေးရှိချက်အရာ partnership business လို့ခေါ်တဲ့စက်တူလုပ်ငန်းတွေရဲ့65ရာခိုင်နှုန်းဟာတဲ့ပထမ9နှစ်အတွင်းမှာပဲပြိုကွဲသွားတယ်တဲ့ဒီထက်ပိုဆိုးတာကအဲ့တော့ငွေချေးကိစ္စတွေမကပဲလူတွေကတယောက်နဲ့တယောက်ယုံကြည်မှုတွေပြိုကွဲသွားတယ်ဆက်ဆံရေးတွေလည်းပြိုကွဲသွားတယ်တဲ့ဘာကြောင့်ပါလဲဒီနေ့ကျွန်တော်တို့အဲ့ဒီအကြောင်းလေးဆွေးနွေးရအောင် ဲ့တော့ဟုတ်ပြီကျွန်တော်တို့စဉ်းစားကြည့်မယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်နေကျွန်တော်ရဲ့မိတ်ဆွေတွေကကိုယုံကြည်ရတဲ့ကိုချစ်ခင်ရတဲ့ကိုလေးစားရတဲ့သူတယောက်နဲ့အိမ်မက်တွေကြောင်းကျွန်တော်တို့ coffee sign နဲ့မှကျွန်တော်ပြောနေကြမယ်ပြောပြီးတော့မှအထူးထူးဘာလို့ကြားမလဲဆိုတော့အထူးထူးလုပ်ငန်းတစ်ခုတွဲလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီလို့ဆိုကြည့်ရအောင်ဟုတ်ပြီအဲ့တော့ငါတို့ဒီဟာတွေကို account ထဲပုံမယ် delivery လုပ်မယ်ဒီ market ထဲဝင်ပြီးတော့မှဒီ opportunity တွေယူမယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောကြတယ်โอเคအဲ့ဆိုရှင်ငါဒီအပိုင်းနေလုပ်မယ်သူကဒီအပိုင်းနေလုပ်မင်းကတော့ဒီအပိုင်းလုပ်ပြီး ော့ပတ်စံဆိုလို့ရှိရင်လည်းဟလာမင်းက90ရာခိုင်နှုန်းထက်ငါလည်း90ရာခိုင်နှုန်းထက်ဒါမှမဟုတ်မင်းက40 60ဆိုပြီးတော့မှကျွန်တော်တို့ဘာလို့ကြလဲခွဲဝေလိုက်ကြတယ်ပြဿနာလည်းမရှိဘူးပျော်စရာကောင်းတယ်နောက်စိတ်ထဲမှာလည်းကျေနပ်တယ်ကိုချစ်တဲ့သူနဲ့ကိုခင်ရတဲ့သူနဲ့အလုံးလုံးခွင့်ရတော့မယ်ဒါပေမဲ့တနှစ်ကြာလာတဲ့အခါမှာတော့ဘာဖြစ်လဲဆိုတော့သူကရုံးကိုကိုးနိုင်မရအောင်17နိုင်လောက်မှရောက်လာတယ်ဟာငွေအရင်းနည်းတွေလိုလာပြီးဟာ तू ကထည့်ချင်တယ်ကိုကမထည့်ချင်ဘူးငါကိုကတော့ထည့်မယ်ပြောတယ် तू က မထည့်ကျင်ဘူးပြောတယ်အဲ့တော့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလဲ तू ကဒီဟာမလုပ်ပြောရင်ကိုကဒီဟာလုပ်ချင်တယ်ကိုကဒီဟာလုပ်ချင်တယ်ပြောရင် तू ကဟိုဟာဒီဟာမလုပ်ချင်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့လဲပွလင်းမြင်တာမှုမရှိတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ तू နဲ့ကိုနဲ့ကြားထဲမှာပေါက်ကွဲလာတယ်ပြဿနာတွေဖြစ်လာတယ်ခံစားလာတယ်တော့အဓိကကတော့စိတ်ပိုင်းဆိုင်ရာပေါ့เนาะကျွန်တော်တို့စိတ်ပြတ်တယ်ဒေါသထွက်တယ်တစ္ဆာဖောက်ခံရတယ်လို့ခံစားချက်တွေဖြစ်လာတယ်နောက်တော့ဘာဖြစ်သွားလဲဆိုတော့ပျို့ကွဲသွားတယ်အဲ့ဒီလုပ်ငန်းကြီးကပျို့ကွဲသွားတယ် တခြားလုပ်ငန်းနေလို့ပဲအဲ့တော့ဘာကြောင့်မလို့ကျွန်တော်တို့ကဒီလုပ်ငန်းကပြိုကွဲရတာလဲအဲ့တော့စက်တူလုပ်ငန်းတစ်ခုပြိုကွဲရတဲ့အချက်၅ချက်ရှိတယ်နံပါတ်၁တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့လုပ်ငန်းပေါ်မှာလှုပ်ဆောင်ချက်ချင်းမတူတာ လုပ်နိုင်ချက်ချင်းမတူတာပါတနာတစ်ယောက်ကလုပ်ငန်းပေါ်မှာ၁၃၀ရာခိုင်နှုန်းအပြည့်လုပ်ထားတယ်နောက်တစ်ယောက်ကအေးဆေးပဲထည့်ကုန်မှုတော့ နော်ဒါမျိုးတွေကျွန်တော်တို့ရှိတယ်အကူရောမိသားစုနဲ့နော်အချိန်မပေးနိုင်ရဲနဲ့လုပ်ငန်းထဲမှာအချိန်တွေကုန်နေအသေးအံလုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ partner တော့အေးဆေးဆေးပဲဒါမျိုးတွေကျွန်တော်တို့ရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ number 1ဒီရှင်းလင်းတဲ့ rules မရှိတာအဲသူကဒါလုံးငါဒါလုံးသူ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုကဒါငါရဲ့တာဝန်ယူမှုတာဝန်ခံမှုကဒါဒါမျိုးကျွန်တော်တို့တတ်မှတ်ထားတာမရှိဘဲနဲ့သူလုံနိုးနိုးငါလုံနိုးနိုးဒါမျိုးကျွန်တော်တို့ဖြစ်နေမယ်ပြီးရင်သူလုံနေတဲ့အထက်ကိုကိုကဝင်ပြီးတော့မှလုံလုံပြီးတော့ပြဿနာတွေဖြစ်ဒါဒီကျွန်တော် ို့ကရှင်းလင်းတဲ့ rose မရှိတာနံပါတ်3ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှပွင့်လင်းမှုမရှိတာတော့ငွေတွေကိုလူတယောက်ကထိချုပ်ထားတယ်အချိန်မှမရှင်းဘူး personal ငွေနဲ့လုပ်ငန်းငွေနဲ့ခွဲမထားဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တန်မြင်ရတယ်ဖြစ်လာတယ်အဲ့တော့ငွေနဲ့ပတ်သက်ပြီးတော့လည်းဘာဖြစ်လာလဲဆိုတော့တန်မြင်ရတယ်ကျွန်တော်တို့ဖြစ်လာတယ်နံပါတ်၄ချက်ကတော့ကျွန်တော်အဓိကပါเนาะအဲ့ဒါပါလေဆိုတော့ကျွန်တော်တို့ရဲ့ vision ချင်းမတူတာเนาะကိုယ့်ရဲ့ vision ကဒါကိုလှုပ်ချင်တာဒါဒါပေမဲ့သူလှုပ်ချင်တာဒါကြီးဖြစ်နေတာအဲ့တော့ဘာဖြစ်လို့ဆိုတော့ vision ချင်းမတူတဲ့အတွက်ပြိပခါတွေကျွန်တော်တို့ဖြစ်လာတာ နောက်ဆုံးတစ်ချက်နဲ့အရေးကြီးဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ချရေးထားတဲ့ written agreement လို့ခေါ်တဲ့ချရေးထားတဲ့သဘောတူညီချက်မရှိတာ။ Okay ငါတို့ဒီလုံကအောင်ဒီလိုစလုပ်ကြမယ်။ဒါရီဒါရီလုပ်မယ်။ဒီလိုကဒါလုပ်မယ်။ဒီလိုကငွေဘယ်လိုထည့်မယ်။ဆိုတဲ့ agreement ပေါ်မှာစာချုပ်ချုပ်မထားတာ။နော်လက်မှတ်ထိုးမထားတာ။ဒါကျွန်တော်တို့ဒါအရေးကြီးဆုံးပဲ။နောက်ကဘာပေါ်မှာအောင်မြင်သွားတဲ့စက်တူလုပ်ငန်းတစ်ခုရဲ့ case study ကိုကျွန်တော်ပြမယ်။နော် Apple ကိုကြည့်အောင်ကျွန်တော်တို့1986မှာ Steve Jobs ရဲ့နောက် Wozniak ဆိုတဲ့ပညာရှင်တစ်ယောက်ရဲ့ Ronald ဆိုတဲ့ ဲ့ပညာရှင်တယောက်ရယ်သူတို့၃ယောက်ကဘာလုပ်လဲဆိုတော့ဒီ Apple ကိုစပြီးတော့မှထူထောင်ကြတာဆိုတော့ Steve Jobs ကတော့ vision ရှိတယ်အဲသူက marketing ကိုကျွမ်းတယ် Steve Jobs တိ Steve Wozniak ကတော့ technical နဲ့ပတ်သက်ပြီးတော့မှကျွမ်းတယ်သူက engineer တယောက်လည်းဖြစ်တယ်နောက်တယောက်ကတော့ကျွန်တော်တို့ရုံးပိုင်းဆိုင်ရာ admin ပိုင်းဆိုင်ရာကျွမ်းကျင်တယ်ဒါပေမဲ့သူကတော့တိတ်မကြအောင်ထွက်သွားတယ်အလုပ်ထဲကနေပြီးတော့မှသူတို့၃ယောက်စစ조사တယ်နောက်ပိုင်း၂ယောက်ပဲကျန်ခဲ့တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီ၂ယောက်ကတယောက်က vision ကောင်းတယ်ဘာတွေလုပ်ရမလဲဆိုတော့ကျွမ်းကျင်တယ် marketing ကောင်းတယ်နောက်တစ်ယောက်ကနီးပညာကျွမ်းကျင်တဲ့အခါမှာဘာဖြစ်လဲအောင်မြင်တဲ့ partnership business ကြီးဖြစ်သွားတာเนาะသူတို့ဆိုလို့ရှိရင်ကြာ agreement တွေတော့အများကြီးလုပ်ခဲ့ရတယ်เนาะဒါရေးကြည့်တယ်နောက်တစ်ခုမအောင်မြင်တဲ့ဟာပြောမယ်ဆိုလို့ရှိရင်တော့ Alibaba ပေါ့เนาะအာကျွန်တော်တို့သိတဲ့အတိုင်းပဲ1996မှာအဲ့တော့ Jack Ma နဲ့သူ့ရဲ့ partner 18ယောက် co-founder တွေပဲထား18ယောက်လုံးလုံးကြတယ်နောက်ပိုင်းမှာဘာဖြစ်လဲဒီ co-founder တွေပြုတ်ခွဲကုန်တယ်တိတ်အဲ့တော့ Alibaba အလုံးမဖြစ်တဲ့အခါမှာဟာဒေါ်ဘီဆက်မလုပ်ချင်တော့ဘူး share တွေရောင်းပြကြတယ်ရောင်းပြကြရောအဲ့တကယ်လဲ Alibaba က billion dollar company ဖြစ်လာရောသူတို့နင့်နာ အဲ့တော့နင်ဟာငါတို့ share တွေရောင်းပလိုက်တာသွားပြီဆိုပြီးတော့မှစိတ်ညစ်ကြတယ်အဲ့တော့သူတို့ဆုံးရှုံးမှုတွေအရန်ကြီးသွားတယ်အဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ partnership business ဆက်တူလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုလို့ရှိရင်အရေးကြီးတာဒီကျွန်တော်တို့က partnership agreement ကတိတ်ကိုအရေးကြီးတယ် partnership agreement တိတ်ကိုအရေးကြီးတယ်လောက်ရမယ့်အခန်းကဏ္ဍတွေ share ခွဲဝေမှုတွေဆုံးဖြတ်ချက်ဘယ်လိုချရမလဲဆိုတာတွေဒီလုပ်ငန်းတွေကနေဘယ်လို track ခွာရမလဲဆိုတာတွေဘယ်လိုပြိပက္ခတွေဖြည့်ရှင်းရမလဲဆိုတဲ့ partnership agreement တွေတိတ်ကိုအရေးကြီးတယ် ဒါဒီကျွန်တော်တို့ကချက်တူလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်နောက်တစ်ခုကတော့ကျွန်တော်တို့ပွင့်လင်းတဲ့ဆက်ဆံရှိဖို့လိုတာပေါ့နော်အဲ့တော့ငွေချေးနဲ့ပဲပတ်သက်ပဲဒါပဲဖြစ်ဖြစ်ကျန်တဲ့အကြောင်းအရာတွေနည်းနည်းဖြစ်ဖြစ်ပွင့်လင်းတဲ့ဆက်ဆံရှိဖို့လိုတယ်နံပါတ်၃ကတော့ငွေချေးတွေကိုစနစ်တကျသုံးသပ်ဖို့လိုတယ်နောက်နံပါတ်၄ကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုပြန်လည်သုံးသပ်ဖို့လိုတယ်ငါတို့ကဘာလို့ကျင်တာလဲဘာရကျင်တာလဲနံပါတ်၅ကတော့လုပ်ငန်းကြီးတစ်ခုကို professional ပုံစံထားဖို့လိုတယ်မိသားစု business မျိုးမလုပ်ပါနဲ့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်စက်တူလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုလို့ရှိရင်တော့အရေးကြီးတာဒီ written agreement မှာချရေးထားတဲ့အဲ့တော့သဘောတူညီမှု ပါ။ Okay အဲ့တော့အချရေးထားတဲ့သဘောတူညီမှုတွေထဲမှာဘာတွေချရေးရမှာလဲ။ဘာတွေကိုကျွန်တော်တို့ကစာချုပ်ချုပ်ရမှာလဲ။ဘာတွေ agreement လုပ်ရမှာလဲဆိုတော့ကျွန်တော်ရဲ့လာမယ့် October 31ရက်နေ့မှာဖွင့်မယ့် partnership business rules လို့ခေါ်တဲ့စက်တူလုပ်ငန်းဆိုင်ရာစီမင်းများထဲမှာအချက်10ချက်ကိုကျွန်တော်တို့ကချရေးရမယ်။ချရေးပြီးတော့အဲ့ဒီ10ချက်ကိုအခြေခံပြီးတော့မှစာချုပ်ချုပ်ရမယ်။ဒါကြောင့်မလို့ partnership business လုပ်တော့မဲ့သူတိုင်းစက်တူလုပ်ငန်းလုပ်တော့မဲ့သူတိုင်းဒီတင်နန်းကိုမဖြစ်မနေလာပြီးတော့မှတက်ပါ။တင်နန်းကြီးကိုတော့ကျွန်တော်အ ਨੇ ဆုံးနဲ့လုပ်ထားတဲ့၅သိ ိန်းနဲ့ပဲတက်ခွင့်ပြုထားတယ်မြန်မာလိုလည်းတက်ခွင့်ရမယ်နောက်နိုင်ငံတကာအဆင့်မီတဲ့တင်နန်းကိုလာပြီးတော့မှတက်ပါ9သိန်းလောက်အကုန်ကြမခံဘဲနဲ့တင်နန်းကို၄ရက်မတက်ဖဲနဲ့တော့ဆက်တူလုံကမလုပ်ပါနဲ့ရှုံးနိုင်ကြီးများလို့ပါအဲ့တော့ကျွန်တော်သိန်းထောင်ချီတောင်းချီရှုံးမှာဟာငါမှားသွားပြီကွာဆိုတော့မျိုးမလုပ်ပါနဲ့ဒီအဲ့လိုမဖြစ်ခင်ကတည်းကကျွန်တော်ဘာလို့ဖို့လို့လဲဆိုတော့လေ့လာထားဖို့လိုတယ်စာချုပ်တွေချုပ်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်လာမယ့်31ရက်နေ့အောက်တိုဘာမှာစမယ်1ရက်2ရက်3ရက်နိုဝင်ဘာမှာကျွန်တော်ပြီးမယ်ညနေ9:00နာရီရက်နေပြီးတော့မှည10:00နာရီထိအောင် ရှိနိုင်တယ်လုပ်ငန်းရှင်ပေါင်း80ကျော် join ခဲ့ပြီလို့မှအခုဆိုလို့ရှိရင်တို့ရဲ့ partnership လုပ်ငန်းတွေကိုအောင်မြင်မြန် run နေကြပြီကျွန်တော်တို့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီလည်း la join မှာဒီတင်တဲ့ကိုမဖြစ်မနေ join မှာကျွန်တော်ပြောပြပြီးနော်ဆုံးရှုံးမှုတွေမများရအောင်လို့ပါ အဲ့တော့ဒီသင်တန်းကို join နေဆိုလို့ရှိရင်တော့ comment မှာ PBR လို့ရေးခဲ့လို့ရသလို Messenger ကနေပြီးတော့လည်းသင်တန်းတက်ချင်ပါတယ်ဆိုပြီးတော့မှလာပြောပါเนาะသင်တန်းကိုလည်းကျွန်တော်၅သိန်းနဲ့ပဲတက်ခွင့်ပြုထားတယ်အများကြီးမဟုတ်ဘူးဒီကြောင်းအားတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလို့ငှက်ရှင်နေသည့်အကျိုးတစ်စုံတည်းရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုအဆုံးထောင်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ခုညလေးအောင်ပါငင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ